စာပေချစ်မြတ်နှုသူများအားလုံးပဲမင်္ဂလာပါရှင်။ကျမကနှင်းစီပါ။ကျမဒီကနေ့ဖတ်ပြပေးမယ့်ဝိထုလေးကတော့ဆရာကြီးဦးဖိုးကြားရေးသားထားသော အခမဲ့ကုလီထန်းချင်းဤအကျိုးဆိုတဲ့ဝိထုတုလေးပဲဖြစ်ပါတယ်ရှင်။ကျမနဲ့အတူအားပေးနားဆင်ကြဖို့ဖိတ်ခေါ်ပါရစေ။အခမဲ့ကုလီထန်းချင်းဤအကျိုးလွန်ခဲ့သော6နှစ်ခန့်ကကျွန်ုပ်သည်မြို့ငယ်တစ်ခုသို့ အမျိုးသားကြောင်းစီရန်သွားရ၏၎င်းမျိုးတို့မိယထားဆိုင်တွင်ကျွန်ုပ်၏တငယ်ချင်းတပိတ်မှောက်ကြောင်းသားဟောင်းဆရာကြီးသည် လာ၍ကြိုးနေသည်ကို တွေ့ရ၏ဘုရားအနီးတွင်ကပ်၍ကျွန်ုပ်၏ယင်းနီသောမိတ်ဆွေတယောက်နေသည်ကိုခဏမျှတွေ့လိုသည်နှင့်တငယ်ချင်းဆရာကြီးအားကျွန်ုပ်၏ပစ္စည်းများနှင့်သွားနှင်ရန်ပြောဆိုလွှတ်လိုက်၏အဆိုပါဘုရားအနီးရှိမိတ်ဆွေနှင့်စကားစင်မီပြော၍အတန်ကြာပြီးနောက်ဆရာကြီးအိမ်သို့သွားတော်မည်ဟု ဘူတာအနီးကပင်ဖြတ်၍လာခဲ့ရာဘူတာယုံအတွင်း၌တက်ရက်စွာဝစ်ဆင်၍တနာကမားတငယ်ကျောင်းသားအရွယ်တယောက်ကိုတွေ့မြင်ရ၏၎င်းမှာတယောက်ထဲလိုပင်ကြံ့ရစ်ခဲ့ရာမျက်နှာမကြည်မသားတစုံတယောက်ကိုသို့မဟုတ်တစုံတရာကိုမကြည်မချမ်းစိတ်လက်ဆိုးနေဟန်ရှိ၍တပြစ်တောက်တောက်နှင့်ဟိုလျှောက်တီလျှောက်ပြုတ်နေသည်ကိုတွေ့ရ၏ကျွန်ုပ်သည်လည်းမနေတတ်သည်နှင့်မောင်ရင်ဘာဖြစ်လို့လဲ ဟာမပြောပါနဲ့ဗျာကောလိန်ចောင်းပိလို့ပြန်လာတယ်အိမ်ကိုစာရေးထားတာဘသူမှလည်းလာမကြိုကြဘူးအခုဒီမှာခွာကြနေတာပေါ့နေပါအောင်မောင်ရဲ့ဘသူမှလာမကြိုလဲဘာအပန်းကြီးတယ်လဲအိမ်ကဘလောက်ဝေးလို့လဲအိမ်ကမဝေးပါဘူးဟိုစေးနားလေးတွင်ပဲဒါဖြင့်လဲမောင်ရဲ့ကိုဟာကိုသွားနိုင်ကြရောပေါ့လူလာမကြိုကိုအိမ်ကိုပြန်လာပဲဟာဟာခမကြီးတဲခွာကြတာကို ျွန်ုပ်ကိုပါရော၍စိတ်ဆိုးသွားဟန်တူသည်အိမ်ဤပေမဲ့စီးသွားစီရလာနေကြမြင်းလဲကလေးတစ်စီးဟာလဲမရလိုက်ဘူးပြီးတော့ဒီမှာတေးရဲ့အိတ်တလုံးနဲ့ကူလီတွေလည်းမရှိတော့ဘူးဘယ်နဲ့လုံမလဲဗျကူလီလိုသည်ဆိုတော့တေးရဲ့အိတ်ကိုကြည့်လိုက်ရာအရှိတဒောင်တမိုက်ခန့်အနန်တောင်ဆုံးလောက်မြရှိသောတေးရဲ့အိတ်ဖြစ်နေ၏ထိုအခါကျွန်ုပ်ကပင်ကဲကဲမောင်ဒီတေးရဲ့အိတ်အတွက်တော့ဖြင့်ဝင်လေးမနေပါနဲ့ကြုံပဲဆွဲခဲ့ပါမယ်ကဲကဲသွားတာသွားပါတော့ ထိုအခါမှတငယ်သည်အတန်မျက်နှာကြည်တင်လာပြီးနင်။အဲဗျာ၊တွားရင်လာရင်ဆွဲခဲ့ပါတော့ကျွန်တော်ကူလီကပေးပါမယ်။ဟုဆိုလေ၏။ကျွန်ုပ်သည်ကူလီအကြောင်းကိုတစုံတရာပြန်မပြောဘဲတရေအိတ်ကိုသာကောက်ယူ၍တက်တက်သားသားပင်ဆွဲကာထိုတငယ်နှင့် မြို့ရင်းဘက်သို့ရှောက်လာခဲ့ကြ၏။စာဖတ်သူအားပြောရန်ကြံသေးသည်။ကျွန်ုပ်သည်ခရီးသွားသည့်အခါအေးအေးချမ်းချမ်းသွားတတ်သည်နှင့်ထိုအခါကပိုးကြားပေါက်လုံကြီးအနွမ်းကိုဝှိ့၍ ပင်နီရှာအင်းကြီးတပတ်နွမ်းကိုလက်ပင်လိတ်လက်ပင်လက်လိတ်၍မျက်နာတုပ်ပွားကိုခေါင်းတွင်ထူထူပတ်ကဝှစ်စင်နေရရှိ၏ဖနက်မှာလဲပိန်းနှံဖနက်မျှလာဖြစ်၏ထို့ကြောင့်လဲထိုတငယ်သည်ကျွန်ုပ်အားကူလီငှားရန်အာမနာခြင်းဖြစ်ဟန်တူသည်နှစ်ယောက်သားလာခဲ့ကြရာကျွန်ုပ်ကဆ၍မောင်ကိုလိန်ချောင်းတက်တာဘဲအတန့်ရောက်ပြီလဲအင်္ဂလိပ်ဆိုအင်္ဂလိပ်လိုစီနီယာ IFC ခေါ်တယ်ဗမာလူတော့ဟိုတင်းအဲစနေတန်ဆိုပါတော့ဗျာဟင်ရောက်လာပါဘကောနို့နေပါအောင်မောင်ရဲ့အဲ့ဒီစနေတန်ရောက်တော့ဘာတွေသိရတယ်လဲကွအများကြီးပါပဲဗျာအထူးကတော့ advanced ဆိုတဲ့အင်္ဂလိပ်ဆိုတာသင်ရတယ်ဗျမောင်ဟာကအင်္ဂလိပ်လိုကိုဗမာလိုလဲပြောအောင်မှာပေါ့ဗမာလိုမလွယ်ဘူးဗျာ နေအောင်နေအောင်ဟိုရင်အဲအဲရှေ့ရောက်တော့အခါအဲပူမိုရွေးဖြစ်တော့ဟာဒါလည်းမဟုတ်သေးပါဘူးလေဟိုရင်လွယ်လွယ်ဆိုကြပါစို့ဗျာတိတ်ခက်တဲ့အင်္ဂလိပ်စာဆိုပါတော့အင်းအင်းကောင်းရဲ့ကောင်းရဲ့နို့မြန်မာစာများကိုမတင်ရဘူးလားကွဘာမီဆန်လားခမညာမြန်မာစာဘာခက်လို့လဲဗျကျွန်တော်တို့ကောလိမ်မှာအရေးကြီးမတင်ပါဘူးစာမကြည့်ဘဲနဲ့ pass နိုင်ပါတယ်ဗျာ အလကားအသုံးလည်းမကြပါဘူးဒါဖြင့်သစ်ပြင်ကိုဗာများသင်ရသေးတယ်လေသစ်ပြင်တစ်ခုက chemistry ဆိုတာသင်ရတယ်ဗျအဲ့ဒါကမြန်မာလိုရှိမယ်မထင်ပါဘူးဟိုရင်း ဆိုပါတော့ဗျာဓာတ်ခွဲပညာဆိုပါတော့ဘယ်အရာတစ်ခုဟာဘယ်တက်ဘယ်တက်များ ပေါင်းစပ်ပြီးဖြစ်နေတယ်ဆိုတာတွေလည်းပါတယ်ဗျဥပမာဗျာရေဆိုးတဲ့တက်ဟာဘယ်တက်ဘယ်တက်များပေါင်းစပ်လို့ဖြစ်တယ်ဆိုတာသိရတယ်ဗျာ အိုးတဲနေရကြပါကလားပြောစမ်းပါအောင်မောင်ရဲ့ရေထဲမှာဘာတွေဘာတွေပါတဲ့လဲရေဆိုတာ H2O ဆိုတဲ့ဓာတ်တွေကို ပေါင်းစပ်ထားတာဗျမောင် H2O ကိုဗမာလူပြောအောင်မှာပေါ့ဟာဘဲမှာအကုန်လုံးကိုခမရဗမာစကားတွေနဲ့ပြောနိုင်ပါလေဗျ ခမရခမရပြဗမာစကားကလည်းအင်မတန်စင်းရဲတယ်ဒီလိုအထက်တန်းစကားကြီးတွေကိုဘာသာပြန်မှုရှိမယ်မဟုတ်ဘူးဗျဒီတော့အကြံ့ပဲမှတ်ထား H က2စ O က3စအဲ့ဒါနှစ်ခုရောရင်ရေဖြစ်တာပဲအဲလေဆိုပါတော့ဒီတော့ H ကဘာ O ကဘာဆိုတာလဲပြောအောင်မှာဟာခမရတဲအမေးမြန်းထူတဲ့လူကြီးပဲဒါတွေဟာဓာတ်သဘောတွေဗျခမရတို့ကိုပြောလို့လဲနားလည်မှာမဟုတ်ပါဘူး ဲ့ဒီတော့အဲ့ဒီအင်္ဂလိပ်စကားလုံးနှလုံးပေါင်းရင် ရေဖြစ်တယ်ဆိုတာသာမှတ်ထားပါဗျနေပါဦးမောင်ရဲ့မောင်အင်္ဂလိပ်စကားလုံးတွေမပေါ်ခင်က ရေရှိနေတယ်မဟုတ်ဘူးလားမောင်အင်္ဂလိပ်စကားလုံးနှလုံးရှိမှာပဲရေဖြစ်ရတော့မလားဩတဲခက်ပါလားဒါကတင်ဂေတအမှတ်သားဗျအဲ့ဒီစာနှလုံးရဲ့အတိတ်ပဲအရှိအတိတ်ပဲရှိသေးတယ်သိရလားအဲ့ဒီအတိတ်ပဲအရှိကိုကျွန်တော် notebook ထဲမှာမှတ်ထားတယ် အခုဗဇက်ထဲမှာတော့မရဘူးပြီးတော့လေဗျာကျွန်တော်တို့ဆရာကအတိတ်ပဲပြောတာမရှင်းပါဘူးကျွန်တော်တို့နားလည်အောင်မပြောတတ်ဘူးဗျဒီဆရာတွေဟာအလကားပါဗျာဟုတ်ဆရာကိုလွှဲချပြီး သူ့ဇက်ကိုသူမြန်မြန်သိမ့်လိုက်လေတတိနို့မောင်တို့ကိုလိမ်မှာစရပုံကဘလို့လဲကွမှတ်ထားဆရာကြီးကိုလိမ်ဆိုတာကို ရောက်ဖို့မှလူဖြစ်ရကျွတ်တာ အနေအဆအကုန်လုံး ထက်တန်းအညွန့်စားကြီးပဲမှတ်ထားတခါတည်းနယူလိုက်ကိုရောက်သွားတာပဲသိရလားအေးအေးဗားတဲ့နယူနွားယူလိုက်ခံရတာလားဟိုရောက်ရင် အောင်းမယ်ပြုတ်ဆရာကြီးဒါတယောဆရာမဟုတ်ဘူးခမားကြီးတို့ဟာပညာလည်းမတက်ရင်ကြီးတဲ့အင်္ဂလိပ်စကားလုံးတွေကိုလည်းနားမလဲဒါကြောင့်ခမားတို့ဗမာတွေကွာကြနေတာသိရလားနယူလိုက်ဆိုတာအင်္ဂလိပ်စကားဗျာ အသည့်အသက်အနေအဆအသည့်တမျိုးဆိုလိုတယ်ကြည်လေနေရတာကကျွန်တော်တောမျိုးကလေးမှာဆယ်တန်းမှာနေရတော့ကသူစင်းရဲသားဂုံသေးသားတကြီးသားဆိုသလိုတာမညလူတွေနဲ့သာ တွေ့ရတာကလားဗျဟိုကောလေးကြတော့အ ਨੇ ဆုံးမြို့အုပ်သားဝင်တောက်သားအရေးပိုင်သားမင်းကြီးသားဆိုသလို အထက်တန်းသားတွေကြီးကလားဗျ အဲ့လေစင်ရဲသားရဲ့တာသမီလည်းနည်းနည်းပါးပါးတော့ရှိတာပေါ့ဘာဖြစ်ဖြစ်ကျွန်တော်ကတော့အထက်တန်းစားနေမှာရွေ့ရပေါင်းတာပဲကုံကုံပြောမယ်ဗျာဖက်နှက်တောင်ကြည့်ပါလားကျွန်တော်တောမြို့ကလေးမှာနေတော့က30ကျက်တန်း15ကျက်တန်းအထက်ပိုးမစီရဘူးခုတော့ဟော20ကျက်တန်းအောက်မစီဘူးဗျနေပါဦး20ကျက်တန်းအောက်မစီရတာကမောင်းတို့ကိုလေးမှာဥပဒေလုပ်ထားလို့လားဘယ်ကဥပဒေလုပ်ထားမှာလဲဗျခမကြီးလည်းတော်တော်အားတာပဲ ဟိုမှာအထက်တန်းစားတွေနဲ့ပေါင်းရတာဗျခမရ30ရက်တန်းအစုပ်တွေနဲ့မဖြစ်ဘူးနေလူတွေမတိုးဘူးဗျသိရလားအခုကျွန်တော်စီထားတဲ့20ကျပ်25ကျပ်တန်းတောင်မှလူတွေဝင်နိုင်ရုံရှိသေးတယ်သိရလား30ကျပ်တန်း40ကျပ်တန်းစီးနိုင်မှာဖက်နက်ကိုလူဝိုင်းကြည့်တာဗျဟေးမောင်တို့ကောလေးကလူဖိုးတန်တာအရေးမကြီးဘူးဖက်နက်ဖိုးတန်တာအရေးကြီးတယ်လို့နေပါကလား တဲခမကြီးအင်မတန်နှုံသေးတာပဲတော်ပါဗျာကောလိန်ဆိုတာကြွားဖို့ဗျကြွားဖို့လူပေါ်လူလုတ်ဖို့သိရဲ့လားအစကအရာရာအထက်တန်းကြီးပဲသွားရစားရနေရတယ်ကြည်ပါလားကျွန်တော်ဟာကောလိန်ကိုအသွားအပြန်စကင်းကလပ်ဆိုတဲ့ဘိုးစည်းတွဲမှာစီးတယ်ခမရတို့စီးတယ်တတရတန်းဆိုတဲ့စင်ရသားတွဲကိုဘယ်တော့မှမစီးဘူးအဲ့ဒီစကင်းကလပ်ဆိုတာခမရတို့စင်ရသားတွေလို့တစ်သားခုံနဲ့ညစ်ပန်းပြီး ချက်ဘိုးကြိုက်တာမဟုတ်ဘူးသိရလားဆိုဖာဆိုတဲ့မှုရတမျိုးကိုခင်းထားတယ်အောက်ကစပရင်ထည့်ထားတယ်ပြီးတော့ဓာမီတွေပန်ကားတွေမှန်တွေရေတွေစုံလို့ပါပဲဗျာတခါတော့ခမရတို့ကိုစီးစေခြင်း ਨੇ တခါတည်းရှာလေသွားမှာပဲအဲပြီးတော့အဲ့ဒီဘိုးစီးတွဲအခါကခမရတို့စင်ရသားတွေရဲ့အခါရဲ့၃00လောက်ပေးရတယ်သိရလားအဲ့လေတချို့ပတ်စံဝါလားတွေဟာ အဆန်ပေါ်လို့စီးစီးပင်မဲ့ဘိုးစီးတွဲတဲ့သူတို့တွဲနေတဲ့တခြားစီပါဗျာဟောကျုပ်တို့ကိုအင်္ဂလိပ်စာတတ်တဲ့ရောက်ကောလီကြောင်းသားလဲဖြစ်ရမယ်စတိုင်ကြကြနှက်နှက်ပပဝစ်စင်ရမယ်ကျွန်တော်ဘိုးစတော့ကိုကြည်စမ်းလိမ့်ထားတာစီယိုးယိုးမဟုတ်ဘူးဟိုဘီလတ်တို့အမေရိကန်တို့ကလာတဲ့စီမွှေးတို့ cosmetic တို့ကိုသာလိမ့်နေ ပြီးတော့ပေါန်ဒါဆိုတဲ့အမွှေးမှုံတို့ဗာလဲဂရီပါရေးတို့အဲ့ဒါမျိုးတွေကိုလိမ့်လို့အခုလို့လှလှပပကြကြနာနာနဲ့မှပိုးစည်းရဲနဲ့တော်တာဗျခမရတို့တော်သားကြီးတွေနဲ့တော့အလကားပါပဲဗျအမဲယိုးနဲ့ဟင်းအိုးမှအာမနာဆိုသလိုမနေဘူးလားမောင်ရဲ့မောင်ပိုးစည်းရဲမစီရခြင်းနေပါစေတော့ယောက်ျားဖြစ်လျက်သားနဲ့တဏ္ဍာခမျက်နှာချီတွေတော့မလိမ့်မစင်ဝင့်ပါဘူးမောင်အလို့ ခမညကြီးအတော်လာပါကလားတလောက်ပြောနေတာတောင်သဘောမပေါက်သေးပဲကိုခမရတို့ဗမာတွေမကြီးပွားတာအဲ့ဒီလိုခင့်မမီခင့်မဆန္ဒတွေကြောင့်ပဲနားလည်ရဲ့လားကျွန်ုပ်ဒီလဲပြုံးရွေ့တာနေလိုက်ဤထို့သူနှစ်ယောက်သားလာခဲ့ရာအိမ်အနီးသို့ရောက်လာနေဤအိမ်သို့ဝင်လင်း၎င်းတငယ်ဤအမိအမနှမများနှင့်တူသောမိမတစုကစုဝိုင်း၍ဟောငါသားလေးပြန်လာပြီ ဟောမောင်တောင်းပြန်လာပြီဟောကိုကိုပြန်လာပြီအမေလည်းအခုပဲမောင်စီကစာကိုရတယ်ရရချင်းအဝတ်အစားလဲပြီးအခုဘူတာဆင်းမလို့ပဲမင်းစာကနောက်ကျနေတာကိုကွဲ့မောင်တောင်းမှာများစွာစိတ်ဆိုးသောမျက်နှာဖြင့်ဟာဗျာဒက်မစ်ခမားကြီးတို့ဒီလိုကြီးပဲစာကိုကြပြားကြပြပေးရတာဗျရရချင်းဆင်းလာပြီးရော့ပေါ့တကယ်တည်းနှာချင်းနေကြသေးတယ်တဲထိုအခါအမကြီးဖြစ်ပုံရသူကမဟုတ်ဘူးကွယ်မောင်တောင်းရဲ့ မိမယ်လို့တယ်တန်ကျိုးရိုက်လိုက်ပါလားကြဲပတ်စံကလေးသုံးမှတ်တကြကိုဂယုဆိုင်လို့မဟုတ်ဘူးမမရဲ့တင်းငွေလေးနေကြနေလို့အာဂျင်ဖီးနှစ်စပေးရတယ်သိရလားပြီးတော့ပတ်စံလည်းမပူဘူးဟိုတင်းရွေးရဒီတင်းရွေးရနဲ့နှမငယ်ကဝင်တဲ့ပြည့်အဟုတ်သားပဲကိုကိုမှဘလို့မှပဆန်ပူပူလုံမုံမတုံးရဘူးပဆန်မှားလိုက်ရင်ဟော့ဟိုဖေဖေက ဝင်းဝင်ပြီးများတယ်ဗားတယ်နဲ့ကင်ခုတော့ဘယ်နဲ့နေသေးတယ်လဲ ကိုကိုချီချင်းရှောက်ရရောကောင်းသေးရဲ့လားဟုဝမ်းနေပက်လက်နှင့်ငုံမဲ့မဲ့ပြောလေသည်ခေါင်းရင်ကန်းတွင်ကုတ်၍ထိုင်းနေရှာသောအဖိုးကြီးက၎င်းသားအမိတစုကိုကြည့်၍မဲ့လိုက်သည်ကိုကျွန်ုပ်မြင်လိုက်ရသဖြင့်၎င်းသားအတွေ့အင်းတွင်ရှေးရိုးအဖိုးကြီးကတစ်ဖက်ခေဆန်သောသားအမိတို့ကတစ်ဖက်ဖြစ်နေကြသည်ကိုကျွန်ုပ်ရိမ့်မိလိုက်လေ၏ကျွန်ုပ်မှလည်းခေါင်းကမျက်နှာတုပ်ပွားကိုခတ်အုပ်အုပ်ပတ်ကတရေအိတ်ကိုအိမ်ပေါ်တွင်ချ၍ အမှတ်မဲ့ထွက်သွားမည်ဟုလှဲ့လိုက်ရာအမေကြီးကမြင်၍ဟဲ့ဟဲ့ကုလီကပြေးလိုက်ကြအောင်လေဟုဆိုမှမောင်တောင်းသည်ပတ်စံ၌ကအိုးဟုတ်ပါရဲ့ဟောဒီဆရာကြီးရှိလို့မဟုတ်ရင်အခက်ပဲဆိုပြီးပတ်စံတမူကျွန်ုပ်အားပေးလေသည်ကျွန်ုပ်ကအိုးနေပါစေကျုံတဲ့ခရီးကြုံသားနဲ့ကုဆွဲလာတာပါ နေပါစေဆိုပြီးထွက်ခဲ့၏ထိုအခါအမကြီးဆိုသူကအိုးဒီမှာဦးကြီးရဲ့ ထိုအခါကျွန်ုပ်ကပြုံး၍ပြန်ကြည့်လှဲ့ရာဟာအေးဟုတ်ပေါ့မောင်ကြီးရဲ့ဟာဟုတ်ပေါ့ဒီမှာကိုဟိုတင်းရဲ့ပတ်စံယူသွားပါလေခုဆိုကပတ်စံလိုက်ပြီးပြီးကျွန်ုပ်ကလွတ်အောင်တုတ်တုတ်ထွက်ခဲ့ဤထိုအခါညမငယ်ကရယ်၍မမကလောလိုက်တာဦးကြီးရဲ့တဲ့လူကြီးတော်ဖြင့်မမနဲ့ရွယ်တူလောက်ပဲရှိတာပြီးတော့ကိုဟိုတင်းနဲ့ဟိုကပြုံးသွားတာမြင်လိုက်ကြလား ဆိုသည်တွင်အမကြီးကဘာလဲကော်မတီကတော်တော်ရှွန်းနင်တေထရယ်ဟုကျိန်းမောင်းတန်ကိုတန်တန်ကြားလိုက်ရလေ၏ကျွန်ုပ်ဤတငယ်ချင်းဆရာကြီးအိမ်တို့အရောက်ညစာစာနောက်တနေ့ကျောင်းစီရ၏၎င်းညနေတွင်ဆရာကြီးကကျောင်းဥက္ကဋ္ဌအိမ်တွင်ထမင်းစားဖိတ်ထားကြောင်းအခြားကော်မတီ၃၄ယောက်ကိုလည်းဖိတ်ထားကြောင်းပြောဆို၍နှစ်ယောက်သားရေမိုးချိုးအဝတ်အစားလဲကထွက်ခဲ့ကြ၏ကျွန်ုပ်မှာယခုတော့ပိုးသားလုံကြီးအင်ကြီးနှင့်တကွာ ခေါင်းပေါင်းပေါင်း၍အတန်တတ်တတ်ရရရှိသွားလိမ့်ဤယခုအနေမောင်တောင်းသာမြင်ရပါနှင့်ကုလီငှားရန်အာနာပွဲရှိ၏လာခဲ့ကြရာမောင်တောင်းတို့အိမ်လန်းတို့ရောက်နေသဖြင့်ထိတ်ခနဲဖြစ်သွား၏စိတ်မလုံးသည်နှင့်အခုသွားမှာဘဲအိမ်ကိုလဲဟုဆရာကြီးအားမေးရာခလန်းလန်းရှိမောင်တောင်းတို့အိမ်ကိုပင်ပြနေသည်ကျွန်ုပ်ကဟိုက်ကြွားကြပြီဟုလှုပ်ခနဲဆုံမိ၏ဆရာကြီးကကြည့်၍ ဟိနူဘာဖြစ်တာလဲမင်းဟာဘာမှမဖြစ်ပါဘူးသွားတာသွားပါကွယ်ဆို၍ဘာဖြစ်ဖြစ်ဟုစိတ်တင်း၍လိုက်ခဲ့ရ၏အိမ်တို့ရောက်လျင်လှမ်းကြည့်လိုက်ရာ မောင်တောင်းကိုရုတ်တရက်မြင်လိုက်ရ၏မောင်တောင်းသည် ကျွန်ုပ်ကိုမှတ်မိပုံရ၏ရုတ်ရုတ်တရက်အခန်းတွင်သို့ခတ်တုတ်တုတ်ဝင်သွားလေ၏မောင်တောင်းဤအမိအဖအမစသည်တို့ကကျွန်ုပ်ကိုမှတ်မိပုံမရချင် ကျွန်ုပ်ကူလီဘဝနှင့်ရောက်စဉ်ကအဝိအစားညှစ်ထက်ထက်နှင့်မျက်နာကိုမျက်နှာတုပ်ဘဝဖြင့်ခတ်အုပ်အုပ်ပတ်စည်းထားသောကြောင့်လကောင်းအိမ်သားအလုံးတို့မှမောင်တောင်းကိုသာဝိုင်း၍ဂရုစိုက်ကြသောကြောင့်လကောင်းကျွန်ုပ်ကိုမမှတ်မိကြခြင်းဖြစ်ရ၏ကျွန်ုပ်သည်လည်းအိမ်ဒရီမပြတ်နေ၏မောင်တောင်းတို့အိမ်သားများကပြူပြူငှားငှားဧည့်ခံကြလေ၏အတန်းကြားလင်းအဖိုးကြီးကဟဲ့မောင်တောင်းတယောက်ကဒီမှာပညာဝင်များလာကြတယ်စကားသမီးပြောအောင်လာကွယ် ဟုအိမ်တွင်ခန်းစီသို့လှမ်း၍ခေါ်လိုက်၏ထိုအခါသမီးအငယ်ကဖေဖေကိုကိုရဲ့ဟိုဦးလေးကြီးအိမ်ကိုအိမ်ကိုတဲ့အရေးကြီးလို့တဲ့အခုပဲဆင်းသွားတယ်တော်တော်ကြာမယ်လို့လည်းပြောသွားတယ်ဖေဖေထိုအခါအဖိုးကြီးမှကျင်းတ်ပုံမရချင်းတဲခက်တကူအဲ့ဒီဆောင်းလေးရောက်မှထွက်သွားရတဲ့လားကျွန်ုပ်ဘက်သို့လှည့်၍မောင်ရင်သားတယောက်ကောလိန်ကြောင့်မှထားရတယ်သူတို့ကောလိန်ဆိုတာကအင်မတန် ထိုအခါအမေကြီးကအတိတ်ပဲပါသောမျက်နှာနဲ့အဖိုးကြီးကိုကြည့်လိုက်ရာအဲအဲသူတို့ကောလိန်ဆိုတာကအင်မတန်ကြီးကျယ်ဆိုပဲမောင်ရဲ့ဟုအစတတ်လိုက်နေ၏ကျွန်ုပ်ကအတိတ်ပဲကိုနားလည်လိုက်ပါ၏ကျွန်ုပ်တို့လည်းစားတောက်ပြီးစကားစမြည်ပြောပြီးပြန်ခဲ့ကြ၏၎င်းနောက်အခြားနှစ်မြို့သုံးမြို့တွင်ကျောင်းစစ်ပြီးတဲ့နောက်ရန်ကုန်သို့ပြန်ခဲ့၏ ၎င်းနောက်9လ6လခန့်ကြာသောအခါကျွန်ုပ်သည် မောင်တောင်းကိုမိ၍နေချီပြီတနေ့၌ထူးထူးခြားခြားစာတဆောင်ရောက်လာ၏စာအိတ်မှာစရင်စာအုပ်အဟောင်းများတစ်ခုမှစုပ်ယူအပ်သောငင်းချောင်းနှင့်စာရွက်ကိုအိမ်တွင်ကက်ကြီးဖြင့်ကိုက်ညှမ်း၍ထမင်းလုံးကော်ဖြင့်ကတ်ထားသောအိမ်လုံးစာအိတ်ဖြစ်၏အပေါ်ကလိပ်စာမှာရှေးလျေဖုံးကြီးချောင်းလျေရိုးကြီးဖြင့်တေးသက်လှပစွာရေးထား၏ ထူးခြားလှ၍ဟုဖောက်၍ကြည်ရာ အောက်ပါစာကို တွေ့ရလေ၏မြို့နေမောင်တောင်းဤဖခင်က စာအားဖြင့်အကြောင်းကြားပါသည် မောင်ဖိုးကြားစေတနာရိုးရိုးဖြင့်ပို့အပ်သောမေတ္တာကို ခံယူပါ မောင်အကြောင်းကို မောင်တောင်းကဖွင့်ပြော၍သိရပါပြီဟိုထမင်းကျွေးတဲ့နေ့ကသူ့ဦးလေးအိမ်ကိုသွားတယ်ဆိုတာရိုးရိုးမဟုတ်ဘူးပြေးတာသူ့ကိုသူရှက်၍ ူကိုယ်သူရှက်၍မောင်နဲ့မျက်နှချင်းမဆိုင်ဝင်လို့ပြေးခြင်းမှာမောင်နဲ့တွေ့ရကြုံရကလေးကအလွန်နောင်တရပြီးယခု အလွန်ပြောင်းလဲသွားပါပြီ။မောင်ကြောင့်ကျွန်ုပ်သားအဖိုးတန်လာလေသဖြင့်မောင်အားမြည်မြှကျေးဇူးတင်သည်ကို မပြောတတ်သလောက်ရှိရပါသည်။မောင်နဲ့မတွေ့မီကကြုံသားဖြင့်ပြည်ရပြီ။ဒီသားကလေးတယောက်ကိုဘလို့ပြုပြင်ကယ်ဆယ်ရပါမလဲဟုတကြောင်ကြကြနှင့်နေရပါသည်။ ယခုမောင်မင်းကြီးသားကယ်ပြီလို့ကျုပ်သားကျွတ်ပါလေပြီအဖြစ်ကိုပြောပါရစီအောင်ကျုပ်သားပြက်တာဟာသူ့အမေအမညမတွေကြောင့်ပဲကြည့်ပါအောင်မောင်ရဲ့တားကကောလိတ်ကနေပြီးငွေမှားရင်30ကျပ်မှားရင်အနည်းဆုံး40ကျပ်လောက်ပို့ကြတယ်ကျုပ်ကပို့မလို့ပဲပို့မပို့ပဲရှော့ပို့ဖို့ပြောရင်သူ့အမေကရှင်ကဘာတိလို့လဲတဲ့ဟိုမှာလူထဲမှာနေရတာ လူလိုနေရတာတဲ့မောင်ရင်အဲ့ဒီလိုမအေးလှုပ်ရှားတဲ့သူကစလိုက်ရင်မဲအမတွေညမတွေကတခါတည်းဝိုင်းစုံကြတာပဲကျုပ်ဘယ်နဲ့နိုင်မလဲသူတို့ကဝိုင်းစုံတော့ကျုပ်ကဘာလုပ်တယ်လဲသိလားကျုပ်ဖုန်ကြီးချောင်းကိုထွက်သွားလိုက်တာပေါ့ကျုပ်မှလည်းအားကိုးနဲ့ကလားမောင်ရဲ့တခါကလည်းကြည်ပါမောင်ရဲ့မောင်တောင်းကောလိပ်ကပြန်လာလို့ထမင်းဝိုင်းစားကြတော့ မောင်တောင်းကဟင်းချိုမချိုဘူးတဲ့။သူတို့ကောလိန်မှာ12မျိုးဆိုလား13မျိုးဆိုလားအဲ့ဒီဟင်းချိုမှချိုတဲ့။ဒီတော့ကျုပ်ကမောင်တောင်းရဲ့ဟင်းချိုဆိုတာဟာပူရင်ချိုတာပေါ့ကွယ်လို့ပြောမိတာနဲ့သားကလည်းစိတ်ဆိုးပြီးထသွားတယ်။သူ့အမေကလည်းကျုပ်ကို လက်ညှိုးကောက်ကောက်ထိုးလို့ရှင်ကိုအောင်ပန်းရဲ့တဲ့ရှင်တို့ကဟင်းရွက်ပြုတ်ရီကိုစားခတ်ပြီးခတ်ပူပူလှုပ်တော့ကြကျုပ်သားကိုတော့အတင်းမတိုက်ပါနဲ့ဆိုပြီး သူ့သားကလေးကိုတရုတ်ခောက်ဆွဲဆိုင်ခေါ်သွားပြီးအဲ့ဟိုဟင်းမျိုးစုံမျိုးမျိုးစုံဟင်းဂျိုကိုဝဲတိုက်တဲ့ကျုပ်ကဟင်းဂျိုဟာပူရင်ချိုးတာပဲဆိုတာလွန်သလားမောင်ရဲ့ဟုတ်ကောမဟုတ်ဘူးလားမောင်ရဲ့ကျုပ်တို့ခေတုံးကတော့ဟုတ်တာပဲအခုသူတို့ခေတော့မပြောတတ်ဘူးမောင်တော့ပြောရအောင်မင်းတခါကလည်းသူတို့ဘောလုံးရိုက်ကစားတဲ့လက်ရိုက်တစ်ခုတဲ့ဝဲလာတယ်ကျုပ်ကမနေတတ်လို့ဘလောက်ပြရတယ်လဲလို့မေးကြည့်တော့ ကြည်ပါအောင်မောင်ရဲ့35ချက်တဲ့ဖះဖះကစားစီရလက်ရိုက်တစ်ခုကို35ချက်တဲ့မောင်ရင်ရဲ့ကြားဘူးပါစားဒီတော့ကြုံမလဲအံ့အားသင်းပြီးမောင်တောင်းရဲ့ငှက်သားတလောက်မိုက်သလားကွယ်35ချက်ဆိုတဲ့ငွေဟာနဲတာမဟုတ်ပါကလားဟိုရင်နမတကောင်ဘိုးလောက်ရှိနေပါပြီလားလို့ပြောမိပါတယ်မောင်ရင်ရဲ့သူ့အမေက သူ့အမကအခန်းထဲကကြားတော့ထွက်လာပြီးဖေဖေကလည်း ကိုလက်ကိုဆန့်လက်ဆန့်လုံမှကြမ်းမာတယ်တဲ့ဒီတော့ကစားစရာဆိုတာဝယ်ရတာပဲဖေဖေရဲ့တဲ့ဒီတော့ကျုပ်ကအေးလက်ွယ်ကိုဆန့်လက်ဆန့်ဖြစ်ဖို့နင်တို့35ကျပ်တန်းလက်ရရမှာမဟုတ်ပါဘူးတဲ့မေခရဲ့ထုံစီတန်းဖန်ခုံတန်းကစားပါလားကွဲ့လမ်းလျှောက်ပါလားကွဲ့ပြေးပါလားကွဲ့အပုံပါသမီးရဲ့နင်တို့35ကျပ်တန်းရမှာမဟုတ်ပါဘူးလို့ကျုပ်ကပြန်ပြောတယ် ပြို့နေရင်သူ့အမေပေါက်လာပြီး ကိုအောင်ဘန်းရှင်ဝင်ရှုပ်ပြန်မလားတဲ့ရှင်သာနမတကောင်ကို35ကျပ်ပေးပြီးနှုတ်ညင်ရောင်းစားပြီးတော့တဲ့ကျုပ်သားကတော့ကောလိကျောင်းသားအင်္ဂလိပ်စာတတ်မှုဝိချင်နာဝိပစီဝဲချင်နာဝဲပစီကုံကုံဘာဖြစ်သေးတယ်လဲတဲ့အဲ့ဒီတော့ကျုပ်ကဘာလုပ်လိုက်တယ်လဲသိလားကျုပ်ကဘုန်းကြီးကျောင်းကိုထွက်သွားလိုက်တာပေါ့ပြီးတော့လဲသူ့သားစီကစာရောက်မှဖြင့်သူ့အမေမှာ အိမ်တကားဈေးဆိုင်တကားလိုက်ပြီးပြိုးနေတာပဲသူသားပဲအတန်းရောက်ပြီးတလတလငွေဘလောက်ပို့ရတာကလားနဲ့စုံပါရော့မောင်ရင်ထမင်းစားတောင်လိုက်ခေါ်ယူရတယ်ကျောင်းပိန်သူပြန်လာတဲ့အခါအိမ်ကအလုတ်ကလေးများခိုင်းလိုက်ရင်ဟောသူ့အမေတွေအမတွေကရှေ့ကကာစီကာစီနဲ့လာပါရောအင်္ဂလိပ်ကျောင်းသားကိုလိကျောင်းသားများဟာလက်အလုတ်တွေအလုတ်ကျန်းတွေမလုတ်ရဘူးတဲ့ ခိုင်းစရာရှိရင်သူတို့ကသာခိုင်းပါတဲ့ကျုံလည်းပဲမင်္ဂလာတုံပိယိတ်ကြီးတရားတကြိုမှတင်းကြိုမှစ၍မြမစာအတော်အတန်သင်ခဲ့ဘူးပါတယ်အင်္ဂလိပ်ကျောင်းသားများလက်အလုံးလုံချမ်းမလုံရဘူးဆိုတာဘယ်အစာအုပ်ထဲမှမမတွေ့ဘူးပါဘူးမောင်ရယ်လူရဲ့ညံရိုးရိုးနဲ့စဉ်းစားကြည့်ရင်လည်းမရပါဘူးမောင်ရယ်တခါတော့ကလည်းမောင်ကိုပြချင်တယ်မောင်တောင်းကိုဘူတာယုံကိုလိုက်ပူကြတယ် နဲ့မှမိုးရွာထားလို့ရှုံ့ဘွက်ကလေးနဲ့နဲ့ရှိတာကိုအမေနဲ့အမက မောင်တောင်းကိုပွေချီးပြီးတော့ကူးကြတဲ့ကျုပ်ကြတော့ရှက်လိုက်တာမောင်ရင်ရဲ့ကျုပ်ဘာလုပ်တယ်လဲသိလားကျုပ်ကဖုန်ကြီးကြောင့်ထွက်သွားလိုက်တာပေါ့အဲ့ဒီလိုမောင်တောင်းပျက်စီးနေတာမောင်ကကူလီပုံစံနဲ့ဆုံးမခဲ့တဲ့နေ့ကစားပြီးအတန်ပြောင်းနေသွားပါပြီအရင်ကတလ100ကျပ်ပို့ရတယ်အခု90ကျပ်သာပို့ရတယ် တခါတခါသူ့အမေများအမများကပို့ပို့မိရင်လဲငွေကိုမသုံးမဲ့အိမ်ကိုပြန်ယူခဲ့တယ်။ယူခဲ့တဲ့အပြင်သူ့အမေနဲ့အမတို့ကိုအပြစ်လဲတင်တရားလဲဟောလာလာသူတို့ကောလီကျောင်းသားကပြောတော့တုတ်တုတ်မလှုပ်ဘူးငိမ့်နေကြတာပေါ့ကျုပ်ကတထောင်ကပြုံပြုံပြီးတော့နားထောင်နေတတ်တယ်အင်းသူတို့တော့ငှဝင့်လဲတာပဲလို့ကြိတ်ပြီးဝမ်းသာလိုက်တာပေါ့မောင်ရဲ့ အိမ်မှာလှုပ်စရာကင်စရာရှိရင်လည်းအခိုင်းကိုစောင့်မနေဘူးသူ့ဟာသူ ကောက်လှုပ်တာပဲတပြက်စီလှဲစရာရေခတ်တာကစပြီးအကုန်လှုပ်တာပဲယထာတို့တင်မောတို့မှလည်းတတ္တရာတန်းကပိုးမစီဘူးဖဏတ်များလည်းငါးချက်တန်းခြောက်ချက်တန်းကပိုးမစီဘူးအများအားဖြင့်တော့ခုံမနတ်တို့ပိန်နတ်တို့ကိုစီးတာများပါတယ်ကျုပ်သည်ចောင်းကန်စရာစောင့်လှုပ်ခြင်းတီလအမြဲစောင့်ရှောက်ခြင်းစသဖြင့် ဒါနသီလဘာဝနာများစွာ ပြုကျင့်ပါれပြုအပ်သောကောင်းမှုကုသိုလ်အလုံးစုံ၏အဖို့ကို ခံယူပါညအခါမေတ္တာပို့နှင့်တရားကြံကံအရအဟံအဝေယာဟောမိဟုမိမိကိုယ်ကို ရှင်းဥစွာမေတ္တာပို့ပြီးတဲ့နောက် မောင်ဤနာမည်ကိုတက်၍မေတ္တာပို့ပါသည်ပြီးမှတာမယအိန္ဒူအိန္ဒာများစသဖြင့်အများအတွေ့မေတ္တာပို့ပါသည်ကျွန်ုပ်ဤလေးနဲ့သောမေတ္တာရိုးရိုးကြီးကိုခံယူပါလေ မောင်ဤကျေးဇူးကြီးလှပါ၏။ဩကောင်းစွာကောင်းစွာချမ်းသာစွာ ချမ်းသာစွာငါသည်အမှတ်မထင်ပြုတ်အပ်သောအမှုတစ်ခုသည်အလွန်တာသွားလေစွာတကားဟုနှစ်ချိုက်စွာမြည်ကျူးမိ၏။ဤသို့ကောင်းမှုတစ်ခု၏အရာသာကိုခံစားနေ၍လေးငါးရဲ့မြောက်သောတနေ့နံနေ့၌ကျွန်ုပ်သည်အိမ်ပရင်းပေါက်မှရက်ကြည့်နေစဉ်ခလန်းလန်းမှလူငယ်တယောက်သည်ငပြောကင်တခိုင်ကိုထမ်းကာကျွန်ုပ်ထမ်းသို့လာသည်ကိုမြင်ရ၏ အနည်းသို့ရောက်တော့တခြားသူမဟုတ်မောင်တောင်းမင်ဖြစ်နေလေ၏ကျွန်ုပ်ကပင်စီး၍အလိုမောင်တောင်းပါကလားဘယ်နဲ့မောင်ရဲ့ငှက်ပြောကင်ကြီးကိုတပင်တပန့်ထမ်းရတာလဲလမ်းချားနဲ့ဖြစ်ဖြစ်ကူတီးနဲ့ဖြစ်ဖြစ်လာရောပေါ့ကိစ္စမရှိပါဘူးဦးရဲ့ကျွန်တော်အခုကူလီလိုကူလီကိုတဲမသုံးတော့ပါဘူးဟုပြုံး၍ပြော၏ကျွန်ုပ်ဒီလဲရခင်ကအကြောင်းကိုသတိရသည်နှင့်အေးဒါလည်းဟုတ်ပါရဲ့ ို့ပေမဲ့ကာလဌာနကြည်လို့ရပါတယ်ကြည်လို့ရပါတယ်ကိုယ်တိုင်ပြုတ်အပ်တဲ့အခါလည်းရှိတယ်ကူတီလို့တဲ့အခါလည်းရှိတယ်နေရာတကာတိုင်းကိုမစိုးလိုပါဘူးခုလိုနေရာမျိုးတော့ကူတီငှားကောင်းပါတယ်ကွဦးကိုကျွန်တော်တောင်းပန်ရအောင်လာတာပါမင်းတောင်းပန်စရာမလိုဘူးငါမှကူလီကရပြီရတဲ့နာအထက်တောင်မှမြားကြီးပို့ရတယ်ယော့ဟော်ဒီမှာကြည်စမ်း ဆို၍သူ့ဖာခင်ထံမှစာကိုထုတ်ပြလိုက်၏စာကိုစုံအောင်ဖတ်ပြီးတဲ့နောက်အတန်းကြာတွေ့၍နေ၏အမှန်မဟုတ်ချထူချားမုံမြတ်လာသောအရာသာကို ခံစားနေသည်ကိုကျွန်ုပ်သိ၏ထိုတငယ်ဤနှလုံး၌မုံမြတ်သောစိတ်ဓာတ်တို့တပွားပွားဖြစ်နေသည်ကိုကျွန်ုပ်သိ၏ထိုသည့်နောက်အလာဘတတ်လာဘစကားပြောကြ၍"ကိုင်းမောင်မောင်လေးကြောင်းတဲ့ရအောင်မယ်" ပြန်ပြီးတော့အချိန်နဲ့နည်းနည်းသာရှိတယ်။ခကြီးကလည်းအတန်ဝေးတယ်။အဲ့ဒီတော့ဒီလိုနေရာဒီလိုအခါမျိုးမှာမြေထားကလေးတောင်မကဘူး။မော်တော်ကားနဲ့လည်းသွားရလိမ့်မယ်။ဟုတ်ကျွန်ုပ်ကဆို၍ထိုတငယ်ကညှင်းဆန်နေစဉ်တွန်းတွန်းပို့ပို့နှင့်ကားတွင်းသို့ထဲ့ကာမော်တော်ကားဖြင့်သွားစီလိုက်ပါသည်။ဆရာဥပိုးချာကိုတို့ဝိတ္ထုများမှဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ ကျမယခုဖတ်ပြပေးခဲ့သောဆရာကြီးဥဖိုးကြားရေးသားထားသည့်အခမဲ့ကုလီထန်းချင်းဤအကျိုးဆိုတဲ့ဝိတ္ထုတို့လေးဒီတွင်ပဲပြီးဆုံးပါပြီရှင်။ကျမနဲ့အတူအဆုံးထိလိုက်ပါအားပေးနားဆင်ခဲ့ကြသော စာပေချိမြတ်နုသူများအားလုံးဘေးကင်းလုံခြုံကြမှာကြပါစီ။ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးကြဖို့မမေ့ပါနဲ့နော်။ကျမကနှင်စီပါရှင်။